ချင်းမျိုးနဲ့ရှားဖို့ကြေဝါနာမှာမင်းရစရိယနေဒီကနေ့နေ့လယ်ပိုင်းကရှင်တိုင်မှုဖြစ်ရာအသက်60ဝန်းကျင်အရွယ်ရှိအမျိုးသမီးကြီးတို့ဒေဆိုပြီးလူ20တန်းအားရရှိခဲ့လို့တနင်္လာနေ့တိုင်းရေပေါ်ကဲဆယ်ရအဖွဲစီကတည်ရပါတယ်။ကြိုက်တီကိုဖျားကနေပြန်လာတဲ့အန်စာတို့အမျိုးသားဖျားဖို့ရှင်နဲ့တဝဲမျိုးဖက်ကနေလာတဲ့ဘီဟိုကားတို့ရေမျိုးမျိုးနဲ့ရဖို့ကြေဝါအုပ်စုလော်တိုင်းစွာနဲ့ကြောက်ကလင်းစွာချား မနေ့အမှတ်138အနီးပါမြင်းနေချင်းဆိုင်တိုင်းမိခဲ့တာပါအဲ့ဒီရင်တိုင်းမှုကြောင့်တန်ဃာတော်နှစ်ပါးကလေးနှုတ်အမျိုးသား9ဦးနဲ့အမျိုးသမီး12ဦးတန်ဃာရရှိခဲ့ပါတယ်တန်ဃာရရှိသူ20တောကိုကလေးအောင်တိုင်နေစီဦးမှာကနဦးစေကူတာမှုပေးပြီးတဝဲစီဦးကိုတည်ဆောင်လာချေလမ်းမှာအမျိုးသမီးကြီးတို့ထိတ်ဆုံသွားခဲ့ပါတယ်ထိတ်ဆုံသူအမျိုးသမီးဟာ ဒွေမြို့ကျစားပင်ရပ်ကွက်မှာနေတဲ့အသက်62နှစ်အရွယ်ဒေါ်လာကြီးဆိုသူဖြစ်တယ်လို့တနင်္သာရီတိုင်းရေဘော်ကေဆေးအဖွဲ့တာဝန်ရှိသူဦးနဲ့မြို့သူကပြောပါတယ်ရှင်းတိုင်မှုကြောင့်တရားရရှိသူတဆက်ဦးကဒီနေ့မော်လ2နာရီအချိန်မှာဒွေစိဘူကြီးကိုရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတကအမျိုးသားအမျိုးသမီး14ဦးဟာအတွင်းလူနာဖြစ်စေကူတာမှုခံယူနေရပြီး6ဦးမှာပြင်ပလူနာဖြစ်ကူတာမှုခံယူခဲ့ရတာပါ။ အဲ့ဒီရင်တိုင်မှုကိုတဝင်းမျိုးခြေဆိုင်ပရိုက်တာအတင်းရေဘောလူနာတင်းစနစ်စီနဲ့ရေပြူမျိုးနယ်ကအရေဘောလူနာတင်းတွေတွဲကူညီသက်ဆောင်ပေးခဲ့ကြတယ်လို့သိရပါတယ်။